ဒီပါလိမှာတော့ဖြည့်ရှင်းချက်မရှိဘဲနဲ့အဆက်အသွယ်ဖြတ်တောက်သွားတတ်တဲ့ ghost လောက်တတ်တဲ့သူတွေရဲ့အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။သွာလာဆက်သွယ်ပြောဆိုနေတဲ့ရုပ်တရက်အဆက်အသွယ်ဖြတ်သွားတတ်တဲ့သူတွေကအထူးသဖြင့်သူတို့ကဒီပတ်သက်ဆက်နွယ်မှုမှာသူတို့ unsafe ပေါ့နော်မလုံခြုံမှုလို့ခံစားရတဲ့အခါမှာဖြစ်ပါတယ်။မလုံခြုံမှုဆိုတဲ့ခံစားချက်မှာတော့သူကိုယ်တိုင်ဒီ relationship ပေါ်မှာပေါ့နော်ဒီဒီချစ်သူရည်စားတငယ်ချင်းပေါင်းတဲ့နေပေါ်မှာတကယ်ကော သူစိတ်ရင်းနဲ့ချစ်ခင်ရဲ့လားသူ့ကိုယ်ကိုတန်တရားဝင်တာပေါ့နော်သူ့ကိုယ်သူတန်တရားဝင်တဲ့သူတွေကလည်း ghost လောက်သွားတတ်တယ်နောက်တစ်ခုကကြတော့တခြားသူရဲ့အဲချစ်ခင်မျက်နှာမှုကိုတန်တရားဝင်တဲ့သူတွေကလည်း ghost လောက်သွားတတ်တယ်နောက်တစ်ခုကကြတော့ဒီပတ်သက်ဆက်နွယ်မှုမှာသူနေရထိုင်ရာကျဉ်ကျက်တဲ့အခါမျိုးတွေမှာ ghosting လောက်သွားတတ်တယ်ဒုတိယတစ်ချက်ကတော့ immature ပေါ့နော် immature ဆိုတာကတော့ तू ကဒီပတ်သက်ဆက်နွယ်နေတဲ့ relation ရှိနေရတဲ့တခြားပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့သူတွေကိုညှိတွေ့သွားတဲ့အခါတွေမှာလည်းဆက်တွေ့လက်စားသူကို ghosting လုပ်သွားတတ်ပါတယ်နောက်တစ်ချက်ကတော့ fears of intimacy လို့ခေါ်ပါတယ် fears of intimacy ဆိုတာကတော့တွယ်ညှိမှကြောက်တတ်တာပေါ့နော်ဒါကတော့ငငယ်လေးကပြောထောင်လာတဲ့ attachment style တွေပေါ်မှာ moody ပြီးတော့တွယ်ညှိမှကြောက်တတ်တဲ့သူတွေရှိပါတယ်တန်ရောစင်တွင်ပြီးရခါမှာသူတို့ရဲ့လုပ်ငန်းဆောင်တာတွေကိုထားရခဲ့ရတာရှိမယ်သူတို့ရဲ့ရည်မှန်းချက်တွေမပြည့်မှမဆိုးတယ်ဒါမှမဟုတ်ဒီအဲဒီ relationship ကိုဆက်သွားတဲ့အခါ marriage life ကိုရောက်သွားမယ်စသည်အားဖြင့်အတွေးတွေကျဲပြီးတော့ဒီ relationship ကို ghost လုပ်သွားတဲ့သူတွေရှိပါတယ် နောက်တစ်ချက်ကတော့တကယ်ပဲဒီမိသားစုပြဿနာတွေအကြောင်းနဲ့ပတ်သက်တဲ့ဟိုစ조사ရမယ့်ကိစ္စတွေအလုံးနဲ့ပတ်သက်ပြီးလှုပ်ဆောင်စရာတွေများနေတဲ့သူတွေပေါ့နော် issue များနေတဲ့သူတွေပေါ့လှုပ်ဆောင်စရာများနေတဲ့သူတွေကလည်း ghost လုပ်သွားတတ်ပါတယ်။နောက်ထပ် ghosting လုပ်သွားတဲ့တစ်ချက်ကတော့ဟိုဒီမိသားစုတွေဒါမှမဟုတ်အပေါင်းအသင်းတွေဒါမှမဟုတ်ချစ်သူကြီးစားတွေပေါ့နော်ဘလို့ပဲ relationship တွေဆက်နွယ်မှုတွေမှာပဲဖြစ်ဖြစ်ဖြည့်ရှင်းရတဲ့ပြဿနာလေးရှိတတ်တယ် အဲ့လိုဖြည့်ရှင်းရတဲ့ပြဿနာလေးရှိတဲ့အခါမှာဖြည့်ရှင်းစရာနီးလန်းကိုရှာဖွေရတာမရှာဖွေခြင်းတဲ့သူတွေပေါ့ဖြည့်ရှင်းစရာနီးလန်းကိုမရှာဖွေခြင်းတဲ့သူတွေအားလည်းဒီလို ghost လောက်ချင်းဆိုတဲ့နီးလန်းကိုပဲသူတို့အတွက်အကောင်းဆုံးဖြည့်ရှင်းချက်အနေနဲ့ရွေးချယ်သွားတတ်ကြပါတယ်။နောက်တစ်ချက် ghost လောက်သွားတဲ့အကြောင်းရင်းကတော့ကိုယ့်ရဲ့စိတ်ခံစားချက်ကိုတစ်ဖက်သားကိုဖွင့်ပြောဖို့အတွက် ထက်ခဲတတ်တဲ့သူမျိုးတွေလျှို့ဝှက်တတ်တဲ့သူမျိုးတွေပေါ့နော်သူတို့ရဲ့ဖြစ်တည်မှုသူတို့ရဲ့ကြရှုံမှုသူတို့ရဲ့ခံစားမှုစတာကိုတစ်ဖက်သားကိုခွင့်ပြောဖို့ခက်ခဲတတ်တဲ့သူတွေကလည်း ghost လို့သွားတတ်ပါတယ်ဒါကတော့ ghost လို့သွားတတ်တဲ့သူတွေရဲ့အကြောင်းရင်းပဲဖြစ်ပါတယ်